အားလုံးဝမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုံးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဖုန်းနဲ့ငကားကြီး AD တို့ရဲ့ပူပေါင်းမှုသတင်းနဲ့အတူခရစ်တို listing နဲ့ပတ်သက်လို့ရွေးချယ်စရာနှစ်ခုအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ ပရမတ်ဘောက်အနေနဲ့ဖုန်းနဲ့ငကားကြီး ADA ရဲ့ပူပေါင်းမှုသတင်းကိုတက်ဆက်ပေးချင်ပါတယ်။ဖုန်းနဲ့ငကားကြီးပူပေါင်းထားပါတယ်။ကားရင်းနဲ့လူသိများကြတဲ့ဖုန်းကုမ္ပဏီကသူတို့ရဲ့ဥပဒေရေးရာ data တွေကို blockchain ပေါ်မှာတင်ပြီးသိမ်းနိုင်ဖို့အတွက်နေလန်းတွေရှာဖွေနေပြီးတော့ Cardano blockchain က Ford အတွက်ရွေးချယ်စရာဖြစ်လာစေခဲ့ပါတယ်။အခုအချိန်မှာတော့စံသက်စဲကာလမှာသာရှိနေသေးပြီးအတိအရှမခံနိုင်တဲ့ဥပဒေရေးရာအချက်အလက်တွေမှတ်တမ်းတွေကိုအဖွဲ့ ACG တစ်ခုလုံးစာ data တွေရှိမှဖြစ်တာကြောင့် data တွေကတော့အတော်လေးများမှာပါ။ Ford ရဲ့အဆိုအရတော့ဒီမှတ်တမ်းတွေနဲ့အချက်အလက်တွေကအဖွဲ့ရဲ့ platform တွေအများကြီးကြားမှာမျှဝေရတာတွေပြင်ဆင်ရတာတွေအများကြီးရှိတာကြောင့်ထင်သလောက်အလုံးမတွင်တာတွေ data ပျက်စီးတာတွေ data လုံခြုံရေးပိုင်းစိုးရိမ်စရာတွေအများကြီးရှိခဲ့ပါတယ်။ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် blockchain နည်းပညာနဲ့တမယိုးကြနည်းပညာတွေကိုရောဆက်အသုံးပြုသွားဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။တကယ်လို့အောင်မြင်သွားခဲ့ရင်တော့ Cardano ကစီးပွားရေးလုပ်ငန်းစုကြီးတွေကြားထဲမှာနာမည်ကြီးလာနိုင်ပြီး ဩဘရေပိုင်းကျမ်းမာရေးပိုင်းဗန္ဓာရေးပိုင်းနဲ့စီမံခန့်ခွဲမှုပိုင်းတွေမှာအသုံးချနိုင်တဲ့ဘလော့ချိန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အခု4နဲ့ပူးပေါင်းမှုမှာတော့ ADA ရဲ့ဈေးကတိတိတသာတက်မလာခဲ့ပဲ0.6ဒေါ်လာဝန်းကျင်မှာသာငြိမ်းနေပါတယ်။ တက်တန်းရဲ့အကွိုင်းတစ်ခုအနေနဲ့ ADA ကသိတာတဲ့ development တွေတိတ်မချပြနိုင်ပေမဲ့ဈေးအရာပြန်ကြည့်မယ်ဆိုရင်လည်းအရန်လည်းမတက်အရန်လည်းမကြပဲ stable coin ကြီးလိုကိုငြိမ်နေပြီး market cap အကြီးဆုံးထိပ်သီးအကွိုင်းနေတဲ့ရှိနေနိုင်တာကငကားကြီးရဲ့ထူကြတဲ့ဂုဏ်သက်တည်းလို့ဆိုရမလို့ပါပဲခင်ဗျာ ဆက်လက်ပြီးတော့ crypto listing နဲ့ပတ်သက်လို့ရွေးချယ်စရာနှစ်ခုအကြောင်းကိုတစ်ဆက်ပေးကြပါရစေ။နိုင်ငံရေးပြဿနာတွေတင်းမာနေတဲ့ကြားမှာထိုင်း SEC ကတော့သူ့အလုပ်သူဆက်လုပ်နေပါရစေ။ crypto exchange တွေမှာ token listed သတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ထိုင်းပြည်သူတွေရဲ့အမြင်ကို SEC ဘက်ကတောင်းခံထားပြီးအခုအချိန်မှာရွေးချယ်စရာနှစ်ခုရှိနေပါရစေ။ပထမတစ်ခုကတော့ထိုင်း SEC လက်အောက်မှာမှတ်ပုံတင်လဲပတ်မဲ့ exchange တွေအနေနဲ့သူတို့ကိုယ်ပိုင် token ထုတ်ပြီးတော့ list လုပ်တာဒါပါမဟုတ်အခြားဆက်ဆက်အဖွဲ့အစည်းတွေရဲ့ token တွေကို list လုပ်ပေးတာတွေကိုခွင့်ပြုသွားမှာပါ။ နောက်တစ်မျိုးကတော့ exchange တွေပေါ်မှာ list လုပ်မဲ့ token တွေနဲ့ဆက်ဆက်နေသူတွေကိုပေါ်ပြပေးထားရမှာဖြစ်ပါတယ်။ဒါအပြင် exchange တွေအနေနဲ့ insider trading အရေးအယောင်တွေတွေ့ရရင် SEC ကိုချက်ချင်းအသိပေးနိုင်မဲ့စနစ်တွေလည်းထည့်သွင်းပေးရမှာဖြစ်ပါတယ်။တကယ်လို့ဒုတိယအချက်ကိုသာအသိပြုလိုက်မဲ့ဆိုရင်တော့ exchange တွေအနေနဲ့အခုလက်ရှိ list လုပ်ထားပြီးသား token တွေနဲ့ဆက်ဆက်နေတဲ့အချက်အလက်တွေကိုပါပေါ်ပြပေးထားရမှာဖြစ်လို့ exchange တွေအနေနဲ့အလုံးရှုံးမှာဖြစ်ပေမဲ့ user rate အတွက်တော့ပိုကောင်းသွားနိုင်ပါတယ်။ ထိုင်းပြည်သူတွေအနေနဲ့ဒီရွေးချယ်မှုနှစ်ခုထဲကတစ်ခုကိုဂျွန်လ22ရက်နေ့နောက်ဆုံးထားပြီးတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်ပြည်သူအများစုရဲ့ရွေးချယ်မှုဟာထိုင်း SEC ရဲ့ crypto listing သတ်မှတ်ချက်တွေထဲမှာပါဝင်လာမှာဖြစ်ပါတယ်အခုအချိန်မှာထိုင်းနိုင်ငံရဲ့အခြေအနေကအတော်လေးမတိမငြိမ်ဖြစ်နေသလိုအစိုးရအပြောင်းအလဲဖြစ်လာအောင်မယ်လို့ခန့်မှန်းချက်တွေလည်းရှိနေတာကြောင့်အစိုးရအပြောင်းအလဲဖြစ်လာခရင်ရောထိုင်းအစိုးရရဲ့ crypto aboard border ကပြောင်းလဲသွားအောင်မလားဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်ရအောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် Trade လုပ်တိုင်းမှာ fee discount ပြန်ရမယ့်အကူအကိုကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောသားရှင်များအားလုံး Trade တိုင်းမြတ်ကြပါစေခင်ဗျာ။